ဟယ်လိုအားလုံးပဲမင်္ဂလာပါဖိုးမအဖိုး United Shoe ကနေကြိုဆိုပါရစေ United Shoe ကနေကြိုဆိုပါရစေအဲ့တော့ Manchester United ကတော့ကျွန်တော်တို့ဒီကွင်းလေတွေပေါ့နော်အမန်ကန်အပြောင်းလေးတွေလုပ်ဖို့ဂျူးပန်းရရမယ့်နေရာမှာကျွန်တော်တို့ရဲ့ဒီအသင်းကိုတကယ်တကယ်အချိန်ကြီးကောင်းနိုင်မဲ့ခြိစွမ်းပြနေတဲ့ဒီနာမည်ကြီးကစားမားတွေတင်မကဘူးပေါ့ဘတ်ဂျက်အချိန်ကြီးရပေါ့နော်ဈေးတက်တာနိုင်တဲ့လူငယ်ကစားမားတွေကိုလည်းကျွန်တော်တို့ကပြစ်မှတ်ထားနေတာတွေကျွန်တော်ရှိတယ်သူတပင် Ineos တို့ဥဆောင်နေတဲ့ United မှာ သူတို့ကအသင်းရဲ့လက်ရှိဘန်နာရဲ့အခက်ခဲတွေကြောင့်သူအရာတွေနဲ့အဆင်ပြေနိုင်မယ်လို့ထင်ရတဲ့ကစားမတွေကိုပဲနေရာတိုင်းကိုအားပြဖို့အတွက်စိတ်အားထက်သန်နေကြတာဆိုပြောမယ်ဆိုလို့ရှိရင်အဲလာမင်နီယာတီပြောင်းရှုမှာကစားမ၄ယောက်ခေါ်မယ်ဆိုရင်၃ယောက်လောက်ကဈေးသက်သာတဲ့အကောင်ဖြစ်ပြီးတော့၁ယောက်လောက်ပဲတင်းတင်းနဲ့ပမာဏနဲ့ခေါ်နိုင်မယ်ဆိုတဲ့ပုံစံမျိုးပဲအဲ့လောက်ကြီးဒီဘန်နာရဲ့ပြဿနာတွေကျွန်တော်တို့ကြုံတွေ့နေရတယ်ဆိုတော့အဲ့ဒီထဲမှာကွင်းနယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ဗောနော်လက်ရှိ Real Madrid ကဗောနော်ဒီ Bellingham ရဲ့ညီဖြစ်တဲ့သူ ဂျိုးဘယ်လင်ဂန်ပေါ့နော်လက်ရှိဆန်ဒလန်မှာသူကစားနေတာအတင်းကဒီကစားမဖြစ်သူကိုလည်းလာမယ့်နွေရာသီအပြောင်းရွှေ့တွေမှာအတင်းရဲ့ကွန်လေကိုအားပြမဲ့ option တစ်ခုပြေကျွန်တော်သာပြတ်မှတ်ထားနေတယ်ဆိုဒီကဒီကောင်လေးကပြည်ပြောင်းနေလက်ရှိမှာ16နှစ်ပဲရှိသေးတယ်ဗောနော်16နှစ်ပဲရှိသေးတယ်34ပွဲဆန်ဒလန်ဒီယာဒီဗောနော်ကစားပေးပြီးသားပြီးချန်ပီယံရှစ်မှာ၄ဂိုးသွင်းပြီးတော့3ဂိုးဖန်တီထားတယ်ဆိုတော့ဟိုဘယ်လိုပြောမလဲကျွန်တော်ကတော့ဗျာအမှန်တမ်းပြောရင်ဒီကောင်လေးကိုအဲ့လောက်ကြည့်ကြည့်သဘောကျတဲ့နေမှာမပါဘူးဗောနော် ဒီဂျိုးဘယ်လင်ဂန်တို့ပါတော့ဟိုအဓိကကောင်းတာတစ်ခုကဘာလဲဆိုတော့ဒီကောင်ကြီးက physical တအားကောင်းတာသိတယ်လူကောင်ကြီးကအသက်ရွယ်နေမလိုက်ဘူးတအားထွားပြီးတော့ဒီ strength ဘိုင်းကတအားကောင်းနေတယ်မှာပါတယ်ဗျာဆိုအဲ့လိုမျိုးဆိုတော့ဒီဒီကောင်လေးကိုခေါ်ခေါ်မယ်ဆိုလို့ရှိရင်တော့ဈေးကအများကြီးတက်တာလေလက်ရှိဆိုဈေးကွက်တန်ကြီးကမမရှိတာမဟုတ်ဘူးတန်း20တောင်ကျွန်တော်မပြည့်ဘူးဗျာတန်း20တောင်မပြည့်ဘူးသူတို့ဒီဘာမင်ကန်ကနေပြီးတော့သူတို့ခေါ်ထားတာเนาะလူငယ်လေးကလေငွေလေးကိုသူတို့ခေါ်ထားတာဆိုတော့ ဟိုဒိုင်းမဲ့လို့ဗောနော်ကျွန်တော်ကတော့ဒီကောင်လေးကအဲ့လောက်ကြည့်ကြည့်ကောင်းနေတယ်မှာပါတယ်လို့မထင်ဘူးတဲ့အဲ့လောက်ကြည့်ကြည့်မဟုတ်ဘူးဗောနော်ကျွန်တော်ဘယ်လင်ငန်ကြောင့်ဟိုရီယယ်မက်ထရစ်ကဘယ်လင်ငန်ကြောင့်ပဲအများကြီးနာမည်တက်လာတာဗျာဒီလားအဲ့ရနေပြီးတော့အများကြီးနာမည်တက်လာတာဒိုင်းမဲ့လို့ဟိုဘာမင်ဂန်မှာသူဘယ်လင်ငန်ခြေသွမ်းပြခဲ့တော့ငါရဲ့ဒီကောင်လေးခြေသွမ်းပြခဲ့တော့ငါရဲ့နေကတခြားစီဘာမှမဆိုင်ဘူးဗောနော်ဒါကြောင့်လည်းပဲလက်ရှိမှာဇီးကွက်တန်ကြီးကလည်းတန်း20တောင်မပြည့်သေးတာကိုဆိုတော့ तू ကတော့ဒါ defensive midfield လေး तू ကစားတယ်, attacking midfield မှာလည်း तू ကစားတယ်, central midfield မှာလည်း तू ကစားတယ် သူ့ဟာနဲ့သူတို့ကျွန်တော်တို့ကကစားနေတာပဲပေါ့နော်ဟိုဒါပေမဲ့လည်းလို့အတင်းဘက်ကအမှန်ကန်ခေါ်ဖို့ကျူးပန်းနေတယ်ပေါ့ဗျာဆိုတော့ဒီကြတာတစ်ခုကတော့ကျွန်တော်တို့အနေနဲ့ဈေးသက်တာတဲ့ option တွေကိုကျွန်တော်တို့စဉ်းစားတဲ့နေရာမှာတော့ဒီကောင်လေးတွေထည့်ပြီးတော့စဉ်းစားတာကတော့မှားတဲ့အရာတော့မဟုတ်ဘူးပေါ့နော်အတင်းဘက်ကကျွန်တော်တို့နွေရာသီပြောင်းရွှေ့မှာညူလို့တည်တဲ့အတိုင်းပဲဟိုလူကိုခေါ်ခြင်းတဲ့အတိုင်းပဲလို့မရဘူးဘာလို့လဲဆိုတော့ဒီလူကိုလည်းခေါ်ခြင်းလည်းမရဈေးငွေမှမတုံးနိုင်တာဟိုဒါအမ်မိုဒီနိုဘာလို့ပြောသလိုပဲ နော်အသင်းဘက်ကအရင်ဝယ်အရင်ရောင်းချမှဟိုပြီးပြီးပြန်ဝယ်လို့ရမှာအဲ့ဒါကြောင့်ပဲကျွန်တော်တို့အနေနဲ့ဂျိုဗနီကွင်တာကိုချယ်ဆီတန်လက်လွတ်လိုက်ရတာပဲချယ်ဆီဘက်ကအပြောင်းအကျိုးကိုခက်မြင်မြန်ဝုန်းဝုန်းလှုပ်သွားတာမန်ချက်စတာယူနိုက်တက်ကကျတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကငါတို့ကတော့အရင်ဆုံးရောင်းမှရမယ်ဟိအဲ့ဒီရတဲ့ငွေနဲ့မှရတဲ့ငွေနဲ့မှငါတို့ကတခြားကစားသမားတွေပြန်ခေါ်လို့ရမှာဆိုတော့ကိုအတင်းရဲ့ကစားသမားတွေကိုမရောင်းမှမချင်းကိုလက်ထက်မှာငွေရှိပါတယ်ဆိုပြီးတော့အာမခံချက်မရှိဘူး အဲ့လိုမျိုးမရှိဘဲနဲ့ okay ငါတို့ကတော့ဟေးကိုကစားမတွေရောင်းလို့ရှင်ငွေရမှာအဲ့ဒီငွေနဲ့ငါတို့မင်းဝဲခြင်းတယ်ဆိုပြီးတော့ပြောလို့မှမရတာကိုအတင်းကအရင်ရောင်းမှငွေလက်ထဲကင်ထားမှကြည့်ရမလားကျွန်တော်တို့အနေနဲ့ခေါ်လို့ရမှာဆိုတော့ကိုလက်ထဲမှာမရှိတဲ့ငွေကိုဗျာကိုမရသေးတဲ့ငွေကိုကြိုးသုံးထားလို့မှမရတာဒါကြောင့်ဗောနောအတင်းအနေနဲ့ဒီဂျူးဘယ်လင်ဂန်ကိုလက်ရှိဒါဈေးတက်တာတဲ့ option ပြီးကွင်းလင်မှာအစားထိုးဖို့အတွက်လာမယ့်နေရာဒီပြောင်းရှုမှာစဉ်းစားနေတယ်ညီကုတို့ရောဒီကောင်လေးရဲ့ခြေသွင်းတွေကိုကြည့်ပြီးကြည့်ကြည့်ကြတဲ့သူတွေဘယ်လိုမြင်ကြလဲ ဆိုနောက်တစ်ခုကကျွန်တော်တို့အနေနဲ့ဒီအသင်းအနေနဲ့ပေါ့နော်ဒါ SMC ကနေပြီး report လုပ်ထားတဲ့တင်မှာဟိုဘယ်လိုပြောမလဲ Manchester United ကိုဒါတိုက်စစ်မှုဖြစ်သူဒါပဲ AKTG ကအိုးအရင်ကတည်းကပြောင်းရွှေ့ကျင်နေခဲ့တာပေါ့လက်ရှိကျွန်တော်ဥမာ Mamouch နဲ့အတူတူတွဲကစားခဲ့တဲ့ front back တိုက်စစ်ကစားမှဖြစ်သူဗျာဒီဘယ်လိုပြောမလဲဒီ AKTG ပေါ့နော်သူက United က2022ခုနှစ်ကတည်းက AKTG ကိုအနီးကဆောင်းကြီးဆောင်းကြီးခဲ့တဲ့ဒါအသင်းဖြစ်တယ်ပေါ့နော် ဲ့ဒီနွေရာသီအပြောင်းရွှေ့မှာလည်းကလည်း United အနေနဲ့စကားပြောစုမှုတွေပါတယ်ပြုလုပ်ခဲ့တာပေါ့ Cristiano Ronaldo ကလည်းပဲဒီကစားမဖြစ်သူတွေအဓိကစံပြပုံကိုတူဖြစ်တယ်ဗာညာဆိုတော့ဒီရမလားကစားမက Manchester United ကိုပြောင်းရွှေ့ဖို့အတွက်စိတ်အားထက်သန်မှုတွေအများကြီးရှိခဲ့တာပေါ့နော်ဒါဒါဒါတော့ကောင်းတဲ့အရာပဲကျွန်တော်တို့ဟိုတော့ငါဗျာနော်ရွှေခိပေါ့ဟလာအဲ့လိုပြောရမှာပဲနော်တကယ်တကယ်ခိကောင်းလုံးကတော့ကိုအသင်းနေစီကိုကိုအသင်းကကစားမတွေကိုလူငယ်ပလေယာတွေအများကြီးသဘောကျကြတာကို ဲ့လိုမျိုးဆိုတော့ United ကိုပြောင်း United ကစိတ်ဝင်စားတယ်ဆိုတဲ့အခြေအနေမျိုးမှာလက်ရှိပြောင်းရွှေ့ကျင်နေတုံးဆိုတာမျိုးကတိတ်တော့ပြဿနာမရှိပါဘူး။နော်ဒါတွေကလည်းတိတ်တော့ထူးဆန်းတဲ့အရာတွေတော့ကျွန်တော်ဟုတ်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်။အခုလက်ရှိကတော့ကိုအတင်းကကစားမကိုဘယ်သူမှသဘောမကျတော့ဘူးဖြစ်နေတာဟာလားဒါပေမဲ့လို့အတင်းအနေနဲ့ဒါမဲ့ညရာဒီအပြောင်းရွှေ့မှာတိုက်စစ်မှုနံပါတ်10ရိုးကွင်းလေဝင်းဘက်စ်နဲ့စန်နာဘက်ဂိုးသမားဆိုပြီးတော့အတီးတီးပြောင်းလဲရဖို့ရှိတဲ့နေရာမျိုးမှာ နေရာတိုင်းတော့ကျွန်တော်ပြောင်းလဲနိုင်မှာမဟုတ်ဘူး။ဒါပေမဲ့လို့တိုက်စစ်ကိုခေါ်ဖို့ကြိုးပမ်းမဲ့နေရာမှာ IGTG တို့ကတော့ကျွန်တော်ကတော့ဈေးလဲအဲ့လောက်ကြီးကြီးမမြောင်းနိုင်လောက်ဘူးလို့ကျွန်တော်ထင်တယ်။သူတပင်သူနဲ့တွေ့ကစားတော့ကဆိုလို့ရှိရင်မမိုးစ်ကပို့ပြီးတော့နာမည်ထွက်တာ哦။နော်ဥမာမမိုးစ်ကပို့ပြီးတော့နာမည်ထွက်တယ်။ဆိုတော့အဲ့ဒီတွက်လဲမန်ချက်စတာစီးတီးကတန်း80ကျော်လာမှသူတို့ပြီးပြီးတော့ခေါ်သွားတယ်။တေးရတာတစ်ခုကတော့ဒီ IGTG ကိုခေါ်ရင်အဲ့လောက်တော့ဈေးကြီးလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ဒါပေမဲ့လို့ပေါ့နော်။ အဲအဲ့လောက်ကြည့်ဒီလေမမိုးစ်လောက်ဒီလေကောင်းတယ်လို့တော့ကျွန်တော်မမြင်ပါဘူး။ဒါကြောင့်လည်းပဲ CD ကပိုကောင်းတဲ့ example ကိုဈေးပူပေးပြီးတော့ခေါ်သွားတာပဲ။ဒါမှမဟုတ်အတင်းအတွက်တော့ဈေးသက်သာတဲ့ option တွေလိုက်ကြည့်နေတဲ့ဆိုကြတဲ့ကဒီ example ဖြစ်သူက option တခုကျွန်တော်ဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့နော်။ဒါမှမဟုတ် front page ရဲ့ဘက်ကဈေးဘယ်လောက်တောင်းမလဲဆိုတာနဲ့ပတ်သက်ပြီးတော့လက်ရှိဘာသတင်းမှကျွန်တော်ထွက်မထားသေးဘူး။ဒါ Manchester United ကတော့လက်ရှိ AKTG ကိုအရင်ကတည်းကကျူးပန်းခဲ့ပူတာဖြစ်တဲ့လာမယ့်ຫນွေမှာလည်း exam မှာဖြစ်သူကိုတိုက်စစ်အားဖြစ်ဖို့ ဒီ front pack ထံကနေခေါ်ဖို့ကြိုးပမ်းလာနေတဲ့ညီကလေးရောဘလူမင်းကြလည်းတိုက်စစ်ပိုင်းရွေးချယ်ဖို့အတွက်ဈေးအများကြီးတက်နိုင်ခြင်းမရှိတဲ့ချင်းနေမျိုးမှာပဲကစားမတွေကအတင်အကျပ်အကောင့်ဆုံး option တွေဖြစ်ကြမယ်ထင်ကြတယ်ဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်ပါတယ်